လေးလေးတယောက်ကလာပြောတာအပင်အောက်မှာခလေးလေးဖြစ်ထားတဲ့ဒီဘုံလေးထဲမှာလုံးဝငိုတမ်းမကြတော့မသိရအောင်မျက်လုံးဖွင့်ကြည့်အဲ့ဒါပွင့်ချလိုက်တော့မှသူမျက်နှာလေးမျက်လုံးဖွင့်ပွင့်လာစာလေးလည်းပါစာလေးလည်းပါလားစာလေးကတော့နှီးလေးထဲမှာညှက်ထားတယ် သူပြစ်သွားတာနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုကတော့ရှိရမှာပဲလေကလေးကငိုလည်းမငိုဘူးအရင်လည်းအေးတယ်အကယ်၍များဒီမှာထားခဲ့လို့ဒါတခြားတယောက်ကများမတွေ့ပဲနဲ့တလိမ့်ဆန်တကောင်ကောင်ကကြိုက်လို့ပဲတည်သွားတာပဲဖြစ်ခွေးကြိုက်လို့ပဲတည်သွားတာပဲဖြစ်ဖြစ်ဖြစ်သွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲအသက်အန္တရာယ်ဆိုရင်ရတယ်အဲ့ဒီပြက်တလာကတော့သူ့အနေနဲ့ဆုံးပြစ်တာနဲ့ပတ်သက်ပြီးတော့တော့သူဟိုတခုခုတော့ဖြည့်ရှင်းပြရမှာပဲအကုန်လုံးကမွေးဖို့ကြီးပဲတွေးထားတာဒါမှလာပြန်ပေးရင်ပေးလိုက်ရမယ် မျောလင်းချက်ကြီးပေါ့နော်အဲ့လိုခန်းစားချက်ကြီးကိုမညာမမမွေးပဲနော်ဟောကိုခက်ခဲနဲ့ကိုခက်ခဲကြောင့်ကလေးကိုဆုံးပြစ်လိုက်တယ်ဆိုမယ်ကျန်တဲ့သူတွေကလည်းနှလုံးသားရှိရလူသားတွေဆိုတော့သူတို့မှလည်းမွေးမှန်ဆိုရင်တော့သူတို့ကရှေးကြီးစဉ်းစားရပြီလေသူတို့တစ်ချိန်ကျပြန်ခွဲနိုင်မလားသူတို့အနေနဲ့ဘယ်လိုမျိုးဟိုဖြစ်မလဲဆိုတဲ့ဟာနဲ့သူတို့ဒီကလေးကိုမမွေးရကြတော့ ေးမသိတတ်ခင်အရွယ်မှာဆိုလို့ရှိရင်တော့ဒါအမနဲ့သူနဲ့လူကြီးချင်းရှင်းရမှာပေါ့ကလေးသိတတ်တဲ့အရွယ်เจ้าမှာလာတယ်ဆိုလို့ရှိရင်တော့ကလေးရဲ့ဆန္ဒပေါ့နော်အမတို့စီမှာဆိုရင်ရှင်းမင်းမီးမလားလက်မွေးမီးမလားပြီးတဲ့အခါကျတော့ပညာတတ်ဖြစ်အောင်ဟလာလူတန်းစီနီနံအောင်ဟလာအเจ้าဆိုလဲကြောင်ဟလာဒီလိုမျိုးအရေးချင်းတွေနဲ့ထားနိုင်မယ်ဆိုရင်တော့အမမိဘအရင်းတွေပြန်စင်းစားပြီးမှာပေါ့နော်ပြောတာသူတို့ရဲ့စိတ်ခံစားမှုမှာလည်းမိဘအရင်းတွေနောက်ကိုလိုက်ချင်တဲ့ဆန္ဒရှင်တော့အမရရင်ကိုခံရမှာပေါ့ကျောကျောလောက်က ခလေးလေးတယောက်ကလာပြောတာအပင်အောက်မှာခလေးလေးဖြစ်ထားတယ်အားနဲ့ပဲဟုတ်လားဆိုပြီးအဝိရှော်နေတန်းနဲ့ထွက်ပြေးလာတော့အဲ့ဒါသူ့ဒီဘုံလေးထဲမှာကောက်ပြီးတော့အာလူကြီးအိမ်မှာတွတ်ထားပေးတာပေါ့တွတ်ထားပေးရတယ်။ဒီတော့မှအမရှိကိုဖုံးဆက်အမရှိကိုဖုံးဆက်တာတွေ့တဲ့ချိန်မှာတော့မှဒီဘုံထဲမှာပဲခလေးလေးကိုတွေ့တာပေါ့။နိုးဘူးလေးတန်းလန်းတယ်။လုံးဝငိုသားမကြားတော့မသိရအောင်မျက်လုံးပွင့်ကြည့်ရအောင်။အတူပွင့်ကြည့်လိုက်တော့မှသူမျက်နှာလေးမျက်လုံးဖူးပွင့်လာတာ။စာလေးလည်းပါလား။စာလေးလည်းပါလား။စာလေးကတော့နှီးလေးထဲမှာညှက်ထားတယ်။ အနည်းလေးဖြီးလိုက်မှတွေ့တာစာကိုမလုံးဝမတွေ့ဘူးမတွေ့ဘူးကုလားမတော့လုံးဝမတွေ့ဘူးစာလေးတစ်ဆောင်ပါတယ်ဖြတ်သွားတဲ့ကလေးလေးကအယုံလာပြောတာပြောလို့အာဟာချီဘာမှမချီရတော့လေကလေးအဲ့လေအိပ်ပြီးပါတော့လူကြီးကိုအကြောင်းကြားပြီးတော့အဲ့ဒါတစ်ဆက်လူကြီးကနေမှတစ်ဆက်အမရှိကိုဖုံးဆက်တာရက်ွက်လူကြီးကအာမတို့ဒီခေယနာရက်ွက်လည်းဖြစ်တယ်ဆိုတဲ့အခါကျတော့အာလူကြီးကနေပြီးတော့မှတစ်ဆက်အမအောင်ကလေးပြစ်သွားတယ်ဆိုတော့ပထမတော့ဩဒီနားမှာကိုယ့်ခေယလည်းရှိရတာနဲ့ လာပေးလို့ရရတာနဲ့ပေါ့နော်သူ့မှာလည်းအကြောင်းမျိုးမျိုးရှိလို့နေမှာပေါ့လေအဲ့နဲ့သူတို့ဒီမှာလာပြီးရပြစ်သွားတယ်ဆိုတော့ကလေးလေးကိုကြည့်တော့တော်တော်လေးလှုပ်ရုပ်ရည်လေးရယ်တန်တယ်ချစ်လဲချစ်စရာနေဒါမင်းကလေးလေးဖြစ်တဲ့အခါကျတော့ဒါဘာပဲဖြစ်ဖြစ်ဒါအမမတောင်းဝင်ရှိတယ်လူကြီးတွေကလည်းဒါအမကိုယုံကြည်လို့လှမ်းပြီးတော့အကြောင်းကြားတဲ့အခါကျတော့အမကတော့တောင်းဝင်ယူပေးတာပေါ့ဟုတ်ကလေးလေးကလည်းတော့တွေးတွေးမှုလေးနော်อืมဟုတ်တယ်ကလေးလေးကမင်းကလေးဒီမှာသူ့မှာလည်းစာလေးပါတော့လေသူ့စာလေးမှာလည်းဒါသူ့အမေဘယ်လိုပဲဖြစ်ဖြစ်လေးလှရယ်ပေါ့နော်อืมလေးလေးလည်းလှရယ်သူ့အမေပဲနေမှာပေါ့ ဆိုတော့ဒါအာသူ့ရဲ့အကြောင်းတရားဘယ်လိုရှိလာလဲတော့မသိဘူးဒါသမီးလေးအတွက်ဒါအမကတော့ဒါဟို အမရဲ့ခလေးတယောက်နေနဲ့အမကတော့အမွေးစားဖို့အဆုံးဖြတ်လိုက်တာပေါ့နော်။သူပြစ်သွားတာနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုကတော့ရှိရမှာပဲလေ။သူကသူဘလို့အကြောင်းရာနဲ့ပဲဖြစ်ဖြစ်ဒီကလေးကအစကလေးကအော်ကိုသားသမီးအကြောင်းကိုသိရတယ်။ဒီကလေးကအခုသူတို့ပြောပုံရဆိုရင်ငိုလည်းမငိုဘူး။အရင်လည်းအေးတယ်။အကယ်၍များဒီမှာထားခဲ့လို့ဒါတခြားတယောက်ကများမတွေ့ပဲနဲ့တလေးဆန်တကောင်ကောင်ကကြိုက်လို့ပဲတည်သွားတာပဲဖြစ်ခွေးကြိုက်လို့ပဲတည်သွားတာပဲဖြစ်ဖြစ်ဖြစ်သွားမယ်ဆိုရင်ဘလို့လုပ်မလဲ။အသက်အန္တရာယ်ဆိုရင်ရတယ်။အဲ့အတွက်ပြစ်တနာကတော့သူ့အနေနဲ့ဆုံးပြစ်တာနဲ့ပတ်သက်ပြီးတော့သူဟိုတစ်ခုခုတော့ ဖြေရှင်းပြရမှာပဲအဲဒါပြီးတော့ဒါတရားဝင်ရလည်းရှိမယ်အဲအဲ့တော့တရားလေးပြီးတဲ့အခါကျရင်တော့အမကလေး မားတို့ကတော့ခလေးတွေကိုမချုပ်ထားဘူးဟုတ်လားအဲဒါခလေးတွေအရွယ်သူ့ဘဲချင်းလာမလဲဆိုတော့အမားမသိဘူးခလေးမသိတဲ့ခင်အရွယ်မှာဆိုလို့ရှိရင်တော့ဒါအမနဲ့သူနဲ့လူကြီးချင်းရှင်းရမှာပေါ့ခလေးသိတတ်တဲ့အရွယ်ကြားမှာလာတယ်ဆိုလို့ရှိရင်တော့ခလေးရဲ့စန္ဒာပေါ့နော်အဲ့ခါကျတော့ခလေးကလည်းဒါသူ့ရဲ့သူ့ပမာအာမိခင်တယောက်နေနဲ့လည်းတွေ့ခြင်းနဲ့တွေ့မယ်သူ့ရဲ့စကားပြောပြီးတော့ပြီးတော့ဒါအမတို့နဲ့လည်းတန်ရုံနေရှိရဒါခလေးရဲ့စိတ်ချမ်းသာမှုအဓိကပါပဲအမတို့ကလေခလေးတွေပြုစုဆောင်ရှောက်တဲ့ချိန်မှာရင်ထဲကမပါဘဲနဲ့ဘယ်အရာမှမလုပ်လို့မရအောင်ကိုယ်နဲ့သွေးမတော်တောင်ဆက်တဲ့ခလေးတယောက်ကိုဘယ် ဒီခုနှစ်သားသမီးကလေးတွေကိုအမားတို့ကကိုယ့်ရင်ထဲကိုထည့်ပြီးကိုသားသမီးလို့စောင့်ရှောက်ပေးရတာဖြစ်တဲ့အတွက်အဲအချိန်တန်သူတို့အစဉ်ပြေမှဘလို့အကြောင်းအရာပဲဖြစ်ဖြစ်ကလေးတွေလာခေါ်မယ်ဆိုအမားတို့နှလုံးသားကိုဆွဲညစ်ပြီးတော့လှုပ်ခါသူကိုဝန်ခံစားရတယ်။ဒါပေမဲ့မအဖေရာကိုမှအမဟိုကလေးတွေကိုစီးနှက်ပေါင်းနဲ့မထားဘူးအတ္တမကြည့်ဘူး။အဲ့အတွက်ကြောင့်မလို့သူတို့တိလာပြီဆိုလို့ရှိရင်တော့သူတို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်တော့အမဦးစားပေးပြီးနံပါတ်1ထည့်ပြီးတော့စဉ်းစားပေးမှာပေါ့နော်။ ပြီးတဲ့အခါကျတော့ဒါသူတို့မိဘတွေအနေနဲ့လည်းကလေးပေါ်မှာတောင်းပန်ဘလို့ဘလောက်ထိယူနိုင်မလဲဟလားအမားတို့အမားတို့စီမှာဆိုရင်ရှင်မင်းမီးမလားလက်မွေးမီးမလားပြီးတဲ့အခါကျတော့ပညာတတ်ဖြစ်အောင်ဟလားလူတန်းစီမီနိုင်အောင်ဟလားကျောင်းဆိုလဲကျောင်းဟလားတခြားကလေးတွေနဲ့မိဘရှိတဲ့ကလေးတွေနဲ့ရှင်းမဲ့ဆိုရင်တော့အမကလေးတွေကမနှိမ့်ကြတော့အမက စူးစမ်းပြီးလုပ်ခဲ့တာဆိုတော့ဒီလိုမျိုးအရေးချင်းနေနဲ့ထားနိုင်မယ်ဆိုရင်တော့အမမိဘအရင်ကိုပြန်စဉ်းစားပြမှာပေါ့နော်ဆိုတော့ဒါသူတို့ရဲ့စိတ်ခံစားမှုမှလည်းမိဘအရင်နေနောက်ကိုလိုက်ချင်တဲ့ဆန္ဒရှင်တော့အမရင်ကွက်ခံရမှာပေါ့ဒီအမရင်ဆိုလို့ရှိရင်လည်းသူတို့လင်မယားဆိုပေမဲ့မွေးမွေးတော့မွေးစားဖို့ဆိုပြီးခေါ်တာအဲ့လိုမျိုးဒီစားကြောင်ပေါ့နော်ဒီစားပြန်ပေါ်သွားလို့ရှိရင်ကိုယ်လည်းမခံနိုင်ဘူးအကုန်လုံးကမွေးဖို့ရွေးတွေးထားတာဒါပေမဲ့လာပြန်ပေးရင်ပေးလိုက်ရမယ့် မျောလင်းချက်ကြီးပေါ့နော်အဲ့လိုခန်းစားချက်ကြီးကိုမညမမမွေးပဲနော်ကိုကိုခက်ခဲနဲ့ကိုခက်ခဲကြောင့်ခလေးကိုဆုတ်ပြစ်လိုက်တယ်ဆိုမှကျန်တဲ့သူတွေကလည်းနှလုံးသားရှိရလူသားတွေဆိုတော့သူတို့မှလည်းမွေးမှန်ဆိုရင်တော့သူတို့ကအရှိအစင်းစားရပြီလေသူတို့တစ်ချိန်ကျပြန်ခွဲနိုင်မလားသူတို့အနေနဲ့ဘယ်လိုမျိုးဟိုဖြစ်မလဲဆိုတဲ့ဟာနဲ့သူတို့ဒီခလေးကိုမမွေးရကြတော့အဲသူတို့ဟိုဒါသူတို့လည်းလည်းမိခင်ဖြစ်တဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်ခန်းစားရမှာပေါ့အဲ့ဒါရင်းနဲ့မမွေးဖြစ်တော့တာအကယ်၍ဒီလိုမျိုးလူကောင်းသူကောင်းနဲ့လက်ထက်မရောက်ခဲ့ဘဲနဲ့ တခြားမတမာတဲ့သူတွေလက်ထက်အများရောက်ခဲ့သေးရှိတော့ကလေးတယောက်ရဲ့ဘဝကတကယ်ကိုစုံစမ်းမြုပ်စပေါ့เนาะဒီချိန်မှာဆိုလို့ရှိရင်ကလေးတွေက child rape တွေလည်းအများကြီးပေါ်တယ်အဲ့ဒါကလေးတွေဟိုဟိုရောင်းစားခံရတာတွေလည်းအများကြီးရှိတယ်အသက်အနည်းငယ်ခဏခဏကလေးတွေပြောက်ပြီးတော့အသက်အနည်းငယ်ဆိုရင်ရတဲ့ကလေးတွေလည်းအများကြီးရှိတယ်လက်ချိန်ကြမှာဒီလိုမျိုးကလေးဆုပ်ပြတာတော့အမှန်တကယ်တော့မလုတ်တင်ဘူးနှိစက်ရကို့မှာအခက်အခဲရှိတယ်ဆိုနှိစက်ရလူတွေကိုကြီးတောင်းပြီးရပြပြမွေးစားခြင်းနဲ့သူ ဟိုပဲဖြစ်ဖြစ်ဒါကတော့အမအကြံဉာဏ်ပေးတာပေါ့နော်ပြီးတော့တခြားဆောက်ရှောက်တဲ့ဂေဟာတွေမှာဖြစ်ဖြစ်အတိတရားနဲ့အကြောင်းကျိုးအကြောင်းလေးပြောပြီးတော့အမကတော့အဆေချင်တာပေါ့နော်ဟုတ်ညည7760လို့ပါဘာလဲ7760လို့ချင်းချင်းလွှဲတော့အမလည်းပဲဒါပေမဲ့သူကဒီစာလေးတစ်စောင်ပါတော့မပေးတော့လားအမကြီးဝင်တယ်ကျွန်တော်ဆက်တယ်ဘာလို့ကြောင်လဲသူတို့ကလေဒီဟာကိုအမဂေဟာလို့ထင်တာဒီခရစ်တီးယားရှင်ကပြစ်သွားတာ ချင်တာပဲမဖြစ်နိုင်ဘူးလို့ဆိုတော့လေဒါချသွားတာဒီရှေ့ဆိုပြီးတော့ဒီနားပတ်ဝန်းကျင်တော့မဖြစ်နိုင်ဘူးဒီနားပတ်ဝန်းကျင်ဆိုတော့အမကေရဟိုဘက်မှာတော့သူတို့သိတယ်ဒီနားပတ်ဝန်းကျင်အကုန်သိတယ်ခရစ်ယာန်ကျောင်းနဲ့လေအဲ့လိုမျိုးသူတို့ကမှားပြီးတော့လာချတာဖြစ်နေတယ်ဟုတ်မကီယာထင်လို့ပဲခင်ဗျားတွေ့ပါစေဆိုပြီးတော့လာချသွားတယ်ဖြစ်ဖြစ်ပါနောက်တစ်ခုကလည်းညီမတို့စဉ်းစားလိုက်တာကြတော့ ကိုတွေလည်းဟိုဘာပဲပြောပြောအဆင်ဟိုဟိုလိုမျိုးတဲတော့မပါဘူးမဲ့ကိုတွေထက်တောင်းမှအမသာသမီးတွေဟုတ်တယ်ဟိုကိုသားသမီးတောင်မှကိုတွေတော့ပြောတာမမွေးနဲ့လို့အများကြီးတွေ့တယ်နော်ကိုသားသမီးတောင်မှလို့အမလောက်စောင့်ရှောက်မှုမပေးနိုင်ဘူးအဲ့ဖုန်းဆက်အမတို့လည်းမပေးနိုင်ဘူးမခံနေဝင်ပဲပေးမယ်အဲ့လိုမျိုးသူ့ရဲ့မျောလင်းချက်ပေါ့သူ့ရဲ့ရေရှည်ပေါ့ ူ့ရဲ့ရှေးလေးကိုကြည့်ပြီးတော့အမကိုပဲပေးချင်တာကိုတော်ဝင်းမယ်ဆို9000တူဒီလောက်ထိမပေးနိုင်လောက်ဘူးအဲ့လိုအများကြီးတွေးတယ်ကိုသားသမီးတောင်မှအဲ့လောက်ထိအုပ်ချုပ်မှုပေးနိုင်ဒီကလေးတောင်မှပူလို့နင်အဲကောမတက်အဲကောမတက်ပေးနိုင်ဟိုထားတာဒီပြတ်တဲ့ချိန်အဲကောမရှိရက်တော်ရက်ခတ်ကတော့လက်အပင်ညောင်းနေဆောင်နေနှုတ်မဟုတ်ဘူးလေပါစားလာဝယ်ပေးအဲ့လောက်ထိလည်းကောင်းအောင်ထားနိုင်ဟုတ်တယ် သူတို့နေရသူ့အတွက်ဒါအရန်ကိုကန်ကောင်းသွားပြီကန်ကောင်းတဲ့နေရာတစ်ခုရောက်သွားရရပို့ကန်ကောင်းတာဟုတ်တာပေါ့ခလေးတွေဘလို့နေရလဲကိုအသေးဆုံးဒီနားမှာနေတာရဲခဏခဏသွားပြီးလှူပြီးတော့ခလေးတွေကြည်ရတယ်သူတို့နေရတဲ့နာနဲ့ကိုမွေးထားတဲ့သားသမီးနေရတာအများကြီးကွာအများကြီးကွာတော့အဲ့လိုတစ်ခါကြက်လို့ရှိရင်ပါညာစားကျောင်းကအစကိုတော်အလောက်ထိတော့မှမတွေးထားဘူးမောင်ညင်နေမြင်တယ်လူတိုင်းတက်လို့မရတဲ့ကျောင်းကျောင်းနေတော့ထားပေးနိုင်တယ်ဆိုတော့ပို့ပြီးတော့စိတ်ချရမှာမဟုတ်ဘူးနော်မရအောင်အဲ့ဒါကြောင့်ပြီးတော့အမားတို့ကိရာကလည်းဒီဒီကနေချိုးလိုက်တာလည်းရောက် ဒီမှာစပြီးတော့အမခိုင်နေဝင်ခေရစဆောက်တဲ့ကိုတည်းကပျော်နေကြတာအဲ့လိုမျိုးသူတို့ဆိုခဏခဏသွားလှူတယ်ခဏခဏသွားတာအိမ်မှာအမမတန်းနေဆိုအများကြီးပဲဗီဒီယိုထဲမှာတိတ်ထားတာအမတည်းကအမနဲ့မတွေ့တာပဲညာတည့်ရက်ကွက်သားတွေဒီဟာကပေါ့နော်ကလေးအတွက်ချစ်ရမရောက်ပဲနဲ့နေရရောက်တယ်လို့ခံစားရတယ်ပြီးတော့ဒါကလေးကိုအချိန်တိုင်းကြားလို့ရှိရင်ဒါပြန်ခေါ်မယ်ဆိုတော့ဆိုပေမဲ့ အဲဒါအဆင်ပြေသည်ဖြစ်စဉ်အဆင်မပြေသည်ဖြစ်စဉ်ကလေးကပထမဦးဆုံးအရင်ဒုက္ခနဲ့ကြုံတွေ့ရမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အဲအဆင်မပြေတာတွေကိုနောက်မှထားပြီးကလေးတိမြင့်လာတယ်လို့အမကတော့ကြည့်စေချင်တယ်အဲ့တော့ तू ကလည်းအကယ်၍ပြက်ဆက်လက်ကမဟုတ်ပဲနဲ့တနည်းအားနေများ၆ကြည့်နေခဲ့ပြီးရှိတော့အမကတော့ဒီလိုမျိုးကလေးကိုပြစ်လိုက်ခြင်းအဖြစ်ကလေးကတစ်ချိန်တည်းအရွယ်ရောက်လာလို့ရှိရင်ငါမိဘမိဘနဲ့ပြန်နေခဲ့အောင်တော့ เนาะတော့ငါမိဘငါ့ကိုတချင်ပြစ်ခဲ့တာပဲဆိုတော့သူ့ရဲ့ trauma တခုကိုခလေးဆက်ကြမှာမသိစိတ်ကြမှာဝင်သွားနိုင်တယ်အဲ့တော့မိဘပေါ်မှာလည်းခလေးကပြစ်မှားခဲ့ပြီးရှိရင် ပြမနိုင်နေပေါ့နော်အဲ့တော့ဓာမျိုးတွေကမလုတ်တင်ဘူးလို့အမမြင်တယ်ကိုမဆောင်ရှောက်နိုင်ဘူးအခက်အခဲတစ်ခုရှိတယ်ဆိုလို့ရှိရင်တော့အကူညီကိုပုံပွင့်လေးလေးတောင်းစီခြင်းနဲ့ပေါ့နော်အမကတော့အမကလေဟိုအရင်တော့ဆိုစွန့်ပစ်တဲ့ကလေးပဲအမကလက်ခံတယ်နောက်ပိုင်းကျတော့မီးရင်ဖိုင်ရင်ရှိပင်မဲ့ဘာဖြစ်လို့လက်ခံရလဲသူများတွေကပြောတယ်မီးရင်ဖိုင်ရင်ရှိရတဲ့ဒီလိုမျိုးလက်ခံတယ်ဆိုလို့ရှိရင်ကလေးတွေခဏခဏဒီလိုမျိုးမွေးလိုက်ပေးလိုက်ဖြစ်မှာပေါ့ ဒါသူ့အကြောင်းတရားနဲ့သူ့ကြိုးတရားနဲ့လာကြတာအဲ့တော့မင်းဖာရင်ရှိပြီးတော့မှအမသူတို့မှမမွေးနိုင်တဲ့အကြောင်းအရာအခက်အခဲတွေပေါ့အခုလိုမျိုးပေါ့အခက်အခဲတွေရှိတာကိုမဖြေရှင်းမဲ့နဲ့အာမိဖရှိလို့အမမယူဘူးလို့ဆိုလို့ရှိရင်ဒီကလေးတွေကိုအခုလိုပြစ်ကြမယ်ဒီကလေးတွေဒုက္ခရောက်မယ်ဒါကြောင့်အမကမိဘတွေရှိပေမဲ့လည်းအဲဘာကြောင့်မကြွေးနိုင်တာလဲဘာအခက်အခဲတွေရှိသလဲဒါမျိုးတွေကိုအမဖြေရှင်းပြီးတော့ဟိုဟိုမိမချင်းကိုချင်းစာပြီးတော့ဒီခါကျရင်ဖြေရှင်းတဲ့အရာကိုဖြေရှင်းပြီးဒါကြောင့်လို့ရှိရင်လည်းသူတို့လုံးဝဥမာရောဂါရှိတယ်ဆိုလို့ရှိရင်လည်းအမဆောက်ရှောက်ပြီးဒါကြောင့်နောက်ပိုင်းကျတော့အမစီမှာမိဘ ရှိပေမဲ့လည်းလုံးဝမစောင့်ရှောက်နိုင်တဲ့မိဘတွေရှိရှိတဲ့ခါကျတော့အမကကိုညီပြီးတော့ကလေးတွေဝေးပေးရတာပေါ့နော်။နောက်မှအဲ့ဒါဘာဖြစ်လဲဆိုတော့ကလေးတွေဆွန့်ပစ်တာရက်စေခြင်းလို့အဲ့တော့ဆွန့်ပစ်တဲ့ကလေးတွေဟိုရော့ရော့ပါစေခြင်းလို့အဲ့တော့ဆွန့်ပစ်လိုက်လို့တေဝိုင်းကလေးတွေလည်းအများကြီးရှိတဲ့ခါကျတော့အမအဲ့ဒီနည်းနဲ့အမခုနှစ်သားသမီးကယ်တော့မယ်ဆိုပြီးတော့အမရဲ့နည်းကိုအမပြန်ပြောင်းပြီးတော့အမမိဘရှိလဲအမအကျိုးရဲ့အကြောင်းတိုက်ဆိုင်ရင်တော့အမခေါ်ပေးလိုက်